Hello everyone. Hello kids. This is Teacher Emo. Welcome to Teacher Emo online teachings. အလုံးမင်္ဂလာပါ Teacher Emo ပါ Teacher Emo online teaching ကနေတသမီမီတို့ကိုကြိုဆိုလိုက်ပါရနော်ဒီနေ့ Teacher တင်မဲ့သင်ခန်းစာလေးက nouns သင်ခန်းစာလေးဖြစ်တယ် nouns ကိုမှာ singular nouns and plural nouns တသမီမီတို့ဒီနေရာဒီပိတ်ရက်ကလေးမှာအကျိုးရှိရှိအသုံးချဖို့အတွက်သင်ခန်းစာလေးတွေကို Teacher ကသင်ကြားပေးသွားမှာဖြစ်ပါတယ် အားလုံးသင်ကျင်ကြလား Today we are going to learn about nouns singular nouns and plural nouns ဟုတ်ပြီနော်အဲဒီသင်ခန်းစာလေးမှာဆိုလို့ရှိရင်တချေတို့အာဒီ singular nouns nouns တွေကဘာတွေလဲ singular nouns တွေကရောဘာတွေလဲ plural noun ချိမ့်မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်လေးတွေကိုသိရမလဲသင်ခန်းစာတွေအပြင်ကိုတချေကကိုယ့်ရဲ့သင်ခန်းစာအဲဘလောက် ကိုရသွားလဲဒီချေတင်တာဘယ်လောက်ရသွားလဲဆိုပြီးတော့ဒီချေကအဲဆစ်ဆေးခြင်းနဲ့အနေနဲ့ exercise လေးထည့်ပေးထားတယ်ပြီးရင် answer keys တွေလည်းပါတယ် answer key တွေကိုကြောမကြည့်ရဘူးเนาะတေချာလေးအရှိမဒီချေပြောတာတွေကိုတေချာမှတ်ပြီးတော့လေ့ကျင့်ခန်းလုပ်မယ်လေ့ကျင့်ခန်းလုပ်ပြီးကမှနောက်ကအဖြေတွေကိုလိုက်ကြည့်မယ်เนาะ ဒီသင်ခန်းစာဆိုလို့ရှိရင်ခြေတို့ grade အနေနဲ့က grade 3လောက်ကနေစပြီးတော့ကြည့်လို့ရတယ် grade 3 grade 4 grade 5ပေါ့နော်အဲဒီ grammar ကို basic အခြေခံသိကျင်တဲ့သူတွေအနေနဲ့လည်းစပြီးတော့ကြည့်လို့ရပါတယ် okay ဒါဆိုရင် teacher တို့သင်ခန်းစာလေးစလိုက်တော့မလား teacher လေးလိုက်ပြီးတော့ teacher ပြောသွားတာတွေ teacher သင်သွားတာတွေကို teacher စာအုပ်နဲ့ teacher လိုက်မှတ်လို့ရှိရင်တတမီမီတို့အတွက်အထောက် အကူဖြစ်မှာဖြစ်ပါတယ်အဲ့တော့ teacher လေးလိုက်မှတ်မယ်နော် โอเคစလိုက်ကြရအောင်အဲ့တော့ပထမအဦးဆုံးဒီကျဲတို့ကပုံလေးတွေတွေ့လား Can you see the pictures? What can you see? ဘာရီမြင်လဲဒီကျဲကိုပြောပါအောင်။ဟုတ်တာပေါ့ An apple, right? An apple. And a ball. A ball. နောက်ဆုံးရင်ဒီထဲမှာ An apple, a ball ဆိုပြီးတော့အဲစက္ကလုံနှလုံးပါတယ်ပေါ့နော်။ဒီစက္ကလုံလေးတွေကဒီကျဲတို့ nouns နေဖြစ်တယ်။ဟုတ်ပြီနော် An apple a bor ဒါဆိုရင်ခြေကဒီပထမအဆုံးစလုံးက a နဲ့စထားတယ်ဒါဆိုတခြား a နဲ့စတဲ့ nouns nouns ဆိုတာမြန်မာလိုဆိုရင် nan เนาะအဲ့ဒီ nan လေးတွေကို teacher nouns လေးတွေကိုစဉ်းစားကြည့်ပါအောင်ပြီးရင် b နဲ့စတဲ့စကားလုံးတွေဘာတွေရှိမလဲစဉ်းစားကြည့်ပါအောင်ဟုတ်ပြီရမယ်လို့ထင်တယ်เนาะ an apple a ball an apple a ball okay ဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုက a cat a cat a cat a deck a deck a deck ဒါလေးတွေလည်းဒီချေရို nouns တွေပဲဒါဆိုရင် c နဲ့စတဲ့တခြားသော nouns တွေကိုစဉ်းစားကြည့်ပါအောင်ပြီးရင်ဒီနဲ့စားတဲ့စကားလုံးလေးလည်းစဉ်းစားကြည့်ပါအောင်။ဟုတ်ပြီဒါဆိုရင်လို့ရှိရင်ရမယ်လို့မျှော်လင့်ပါတယ်နော်။ စီနေစားတဲ့ဇကလုံးလေးကြီးဇကလုံးဆိုတာတိကျတော့ noun နေကိုပဲစဉ်းစားရမှာเนาะအရာဝတ္ထုတွေနာမည်တွေစဉ်းစားမယ် okay နောက်တစ်ခုကြည့်ရအောင် an elephant an elephant a fish a fish a fish ဒါဆိုရင် e နဲ့စားတဲ့ဇကလုံးလေးတွေ f နဲ့စားတဲ့ဇကလုံး noun နေကိုစဉ်းစားကြည့်ရအောင် okay စဉ်းစားမယ်เนาะစဉ်းစားပြီးတော့ကိုတိတိလောက်ခြာရေးလေရတယ်เนาะ ။ဒါဆိုရင်ဒီချေတော့နောက်တစ်ခုထပ်ကြည့်မယ်။ Okay, next. An umbrella, an umbrella, an umbrella, a train, a train, a train. ဟုတ်ပြီ။ဒါဆိုရင်ဒီချေတော့ you နဲ့စတဲ့ words nouns နေပြီးတော့ t နဲ့စတဲ့ nouns လေးတွေလေ့လာကြည့်အောင်။ Please think about other words that start with t and u. Please think and write down in your notebook. โอเคဒါဆိုရင်ဒီချေတို့အခုနောက်တော့ပြောသွားတဲ့စကားလုံးလေးတွေဒီ these are things and we call them noun အရာဝတ္ထုလေးတွေဖြစ်တယ်เนาะအရာဝတ္ထုလေးတွေဒါတွေကိုဒီချေတို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် noun လို့ခေါ်တယ် noun ဆိုရင်မြန်မာလိုဆိုရင်နံပေါ့เนาะ and in Burmese it means နံเนาะနံလို့ခေါ်တယ်အင်္ဂလိပ်လိုဆိုရင်เนาะ in English it means nouns ဒါဆိုရင်ဂျေရိုဆက်ပြီးတော့ကြည့်လိုက်ရအောင် nouns နေမှာဂျေရိုနှစ်ခုရှိမယ် and singular nouns and plurals now now we are going to learn about singular nouns singular nouns နေအကြောင်းဒီချက်ရိုးလေ့လာကြည့်မယ် singular noun တွေကို အောက်မှာဒီချက်1 to 10အကုန်လုံးရေးပေးထားတယ်အဲ့မှာထူးခြားချက်ကအဲ့ဒီအရှိလေးတွေမှာတတမီမီတို့တွေဘာတွေတွေ့လဲဟုတ်တာပေါ့ a and n เนาะ a နဲ့စထားတဲ့စကားလုံးတွေလည်းရှိသလို a n n နဲ့စထားတဲ့စကားလုံးတွေလည်းရှိတယ်။ဒါဆိုရင်ဒီချက်ကနောက်ထပ်တစ်ခုထပ်မိမယ်။ Do you know Bowers words? do you no know powers. Yes, of course. or U are power words, right? Okay. A, E, I, O, U ga power solution yin. Aung ma, diche shin ta re, shin We use A before words beginning with a consonant. For example, a cake, a frog. We use an and before words beginning with a power. For example, an apple, an umbrella. ခုတည်ကျဲရှင်းသွားတဲ့ဟာကိုဘယ်လိုမျိုးများလဲလဲတတမီမီတို့ကအခု basic grammar ဖြစ်တဲ့အတွက်တည်ကျဲကဒီလိုလေးရှင်းပြမယ်နောက်တဖြည်းဖြည်းနဲ့တည်ကျဲဗီဒီယိုတွေကြည့်လို့ level တွေမြင့်သွားတဲ့အခါမှာနောက်ထပ်တစ်မျိုးပေါ့နော်တည်ကျဲကအခုလောလောဆယ်ကတော့မင်းတို့အခြေခံသိထားတဲ့အသည့်ပဲရှိတာဖြစ်တဲ့အတွက်တည်ကျဲဒီလိုလေးရှင်းပြမယ်နော်အလွယ်နည်းပေါ့ဒါတည်ကျဲတို့ basics မှာဆိုလို့ရှိရင်ဒီလိုမျိုးရှင်းပြလို့ရတယ်နော် အဲတချို့ကြတော့လည်းပြောကြတယ်ဒီလိုဒီနီးကမမှန်ဘူးပြောလို့ရှိကြတယ်ဒါကအရှင်းပြလို့ရပါတယ်ကလေးငယ်တွေအာလုံးဝ basic အခြေခံကိုသင်ကြားပြတော့မယ်ဆိုရင်ဒီတိုင်းလေးကိုအရင်ရှင်းပါ အဲဒါဒီ teacher တွေအတွက်ပါပေါ့နော် teacher တွေကဖိဖိမမီတို့ပါဒါမိဘတွေကတည်တည်နဲ့အချက်လေးပါဒီတဲတဲမှာ teacher ရှင်းပြတဲ့ဟာက we use a teacher တို့ a ကိုသုံးမယ်ဆိုရင် before words beginning with a consonant နော်ဒီ consonant ကဒီ consonant words တွေနဲ့စထားတဲ့စကားလုံးတွေမတိုင်မီ a ကိုသုံးမယ်အ for example a cake a cake ဆိုလို့ရှိရင် c နဲ့စရတော့ c c ဆိုတာ c is a consonant of vowel consonant yes consonant ဖြစ်တဲ့အတွက်ဒီချေတို့ဒီ c နဲ့စထားတဲ့အဲစကလုံးရဲ့အရှိမှာဒီချေတို့ a ကိုတုံးပြရမယ်ဒါက basis အတွက်နော်နောက်တစ်ခု we use an and before words beginning with a vowel vowel နဲ့စထားတဲ့စကလုံးတွေမတိုင်မီကြတော့ an and ကိုတုံးရတယ် ဲ့တော့ဆိုလိုချင်တာက console နဲ့စရင်ဒီချေရို A ကိုတုံးပြီးတော့ vowels နဲ့စထားလို့ရှိရင် vowels စကားလုံးတွေဖြစ်တဲ့ A E I O U ဟုတ်ပြီ vowels word တွေပြောပါအောင် A E I O U เนาะ A E I O U နဲ့စထားတဲ့စကားလုံးတွေဆိုလို့ရှိရင် A N N လေးကိုဒီချေရို့တုံးပြရမယ်เนาะအဲထပ်ပြောမယ်เนาะဒါက basic level အတွက်ကလေးလေးတွေဆိုလို့ရှိရင်ဒီလိုမျိုးနဲ့ရှင်းပြလို့ရပါတယ် new grammar times uh, 1 2မှာလဲဒါဒီချေရို့ဒီတိုင်းလေးရှင်းပြပေးထားတယ်เนาะ ။ဒါဆိုရင်ကျေတို့ဒီသင်ခန်းစာလေးကိုနားလည်ပြီဆိုလို့ရှိရင်နောက်မှာ exercise လေးရှိတယ်။ဒါဆိုရင် exercise မစမီပြန်ပြောမယ်နော်။ consonants နဲ့စထားတယ်ဆိုလို့ရှိရင် a ပဲသုံးမယ်။ vowels ဖြစ်တဲ့ a e i o u စတဲ့စကားလုံးတွေနဲ့စထားတယ်ဆိုရင် a n n ကိုသုံးမယ်။ဒါဆိုရင် exercise မှာဒီကျေတို့လေ့ကျင့်ခန်းမှာ a ရဲ့ a n n ကိုဒီကျေတို့ထည့်ပေးရမယ်နော်။ okay ဒါဆိုကြည့်အောင်။ဒီမယ်နော်။ notebook ထဲမှာဒီသင်ခန်းစာကိုခြာရေးထားလေးရတယ်နော်။ ထားရပြီးတော့ဖြည့်ကြည့်မယ် okay now let's look at the answer okay great job မှန်သွားပြီလားဟုတ်ပြီเนาะ okay မှန်သွားပြီဆိုလို့ရှိရင်အမှန်မှန်လဲကိစ္စမရှိဘူးเนาะနောက်ထပ်အရှိကသင်ခန်းစာလေးကိုပြန်ပြီးတော့နောက်တစ်ခေါက်နားထောင်မယ်နားထောင်ပြီးတော့ပြန်ပြီးတော့လေ့ကျင့်ကြည့်မယ်เนาะ ါဆိုရင်နောက်ထပ်ဒီချေရို plural nouns လေးတွေတွားရအောင်ခုနကတော့ singular noun တွေဒီဒီချေရိုအဲ singular ဖြစ်တဲ့အတွက်အနည်းတစ်ခုတစ်ကောင်တစ်ယောက်တစ်ယောက်ပဲရှိမယ်တစ်ခုပဲရှိမယ်တစ်ကောင်ပဲရှိမယ်ဟုတ်ပြီနော်အခုကကြတော့ plural noun နောင်းနေဆိုလို့ရှိရင်ဒီချေတို့ကအနေအများရှိရယ်စင်ကူလာကဒီချေတို့အနေဖျူရက်ကအများအဲ့တော့စင်ကူလာကနေပြီးတော့ဖျူရက်ဥပမာခွေးလေးတစ်ကောင်ကနေခွေးလေးနှစ်ကောင်ဆိုရင်ဘယ်လိုပြောမှာလဲလူတစ်ယောက်ကနေလူနှစ်ယောက်ဆိုဘယ်လိုပြောမှာလဲကောင်မလေးတစ်ယောက်ကနေကောင်မလေးနှစ်ယောက်တစ်ပင်တစ်ပင်ကနေတစ်ပင်နှစ်ပင်เนาะဒီတစ်တာတစ်ခုကနေနောက်တစ်တာသုံးလုံးစသည်ဖြစ်ပေါ့เนาะကိုကအဲ့လိုမျိုးအများအနေနဲ့ပြောချင်တယ်ဆိုလို့ရှိရင်ဒီအချက်တွေကိုသိထားဖို့လိုပါတယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ most nouns we add S ဒီကျဲတို့အများသောအဖြစ်နောင်းတွေကအများကိန်းပြောင်းကျင်နေဆိုလို့ရှိရင် S ထည့်လိုက်ရပါပြီ Nouns uh, for example a dog dogs tree trees egg eggs နောက်တစ်ခုက now endings in sss sachxo ဒီစကားလုံးလေးနဲ့ဆုံးထားလို့ရှိရင်เนาะ we at es ကျတို့စကားလုံးတစ်လုံးမှာကြည့်လိုက်လို့ s နဲ့ဆုံးထားတဲ့ ss sachxo ဒီစကားလုံးလေးချက်ထားပြပို့လို့ရနော်ဒါလေးနဲ့အဲဒါဆုံးသွားတယ်ဆိုလို့ရှိရင်ကျတို့နောက်ကနေ es ထည့်ပါမယ် for example bars buses glass glasses bush bushes watch watches box boxes potato potatoes bad photo photos เนาะ photo ကတော့ချွင်းချက်အနေနဲ့ owner ဆုံးမြင်မယ်လို့ရ aspect ပေါင်းထည့်ရပါမယ်နောက်တစ်ခုက nouns endings in vowel plus y vowel ရဲ့တခြားတို့ y ရဲ့ဆုံးနေရင်တော့ we add s s ပဲပေါင်းထည့်ရပါမယ် for example toy toys boy boys ဟုတ်ပြီနော် y နဲ့ဆုံးတဲ့အရှိမ o ရှိနေတယ်ဆိုရင် s ပဲပေါင်းထည့်မယ် nouns endings in consonants plus y we at ies တကယ်လို့ခုနတော့လို bowers မဟုတ်ဘဲနဲ့ရိုးရိုး consonants aei ကို iou ကလွဲလို့ဂျန်နစ်စကလုံးနေနဲ့အဆုံးတက်ရင်တော့ ies ပေါင်းထင်မယ် yo တော့ဖြုတ်ပြရမယ်နော် yo ဖြုတ်မယ် ies ပေါင်းထင်မယ် for example baby babies fly flies strawberry strawberries nouns ending in f or fe f to fe လို့နဲ့ဆုံးရင်တော့ဒီကျေရို we at ves ffe ကိုဖြုတ်မယ် ves ပေါင်းထင်မယ် for example love loves wife wives เนาะဒါမျိုးလေးထည့်ပါမယ်အခုတကယ်ပြောသွားတာတွေက regular plurals တွေပါเนาะ regular plurals noun တွေပါပြီးရင်ထပ်ပြီးတော့ irregular plurals noun တွေကိုတကယ်လို့လေ့လာကြည့်မယ်เนาะအဲ့ဆိုရင်အခုဒီချေရို irregular plurals တွေကိုဆက်ပြီးတော့လေ့လာကြမယ်။အရှိကအသင်ခဲတဲ့ plurals ကကြတော့ဒီချေရို regular plurals လို့ခေါ်ရဲပုံမှန်ဒါအများကိန်းနေပေါ့နော်။အခုကကြတော့ပုံမှန်မဟုတ်တဲ့အများကိန်းနေ။အဲ့ဒါကဘာဖြစ်လို့ပုံမှန်မဟုတ်တာလဲဆိုရင် nouns with different plural form เนาะအဲ for example men men women, women, child, children, tooth, teeth, foot, feet, mouse, mice. လူကြီးတယောက်ဆိုရင်ဒီခြေတော့က MEN man လို့ပြောတယ်အဲ့ဒါကိုအရှိကာ regular plural တွေလို့ဒီခြေတော့ s ကိုတွားပြီးတော့ထည့်လို့မရအောင်เนาะ MEN man ဆိုပြီးတော့ပြောင်းပြရမယ်နောက်ခုအဲ့လိုပဲ women uh sorry women ဆိုလို့ရှိရင် women ပြောင်းမယ် child ကလေးတယောက်ဆိုလို့ရှိရင်ကလေးအများကြီးဆိုရင် children သွားတစ်ချောင်းဆိုရင် tooth သွားအများကြီးဆိုရင် teeth နောက်ခုအဲခြေထောက်ဆိုလို့ရှိရင်ဒီခြေထောက် foot ပြီးလို့ရှိရင်ခြေထောက်တွေဆိုလို့ရှိရင် feet အဲကြွက်ကလေးတစ်ကောင်နဲ့ဆိုရင် mouse ကြွက်အများကြီးဆိုရင် mice စသည်ဖြစ်ပြောင်းမယ်နောက်တစ်ခုက noun that do not change in the plural တချို့ noun တွေကြတော့ singular ကလည်းဒါပဲ plural ကလည်းဒါပဲပေါ့နော် for example sheep sheep တို့တစ်ကောင်နဲ့ဆိုလဲ sheep တို့အများကြီးဆိုလဲ sheep SD ESD တခြားဘာမှမလုပ်ဘူးပေါ့ fish fish ဒီနေရာမှာ fish fish မှာဆိုလို့ရှိရင်ဟိုဥပမာကျတော့ goldfish ဆိုလို့ရှိရင် goldfish အများကြီးဆိုလို့ရှိရင်လည်း goldfish တကောင်နဲ့ဆိုလဲ goldfish အဲ goldfish အများကြီးဆိုလဲ goldfish ပေါ့နော်သူတို့ကအမျိုးအစားတူတဲ့ငါးတွေဆိုရင်တကောင်လည်းပဲ fish နှစ်ကောင်လည်းပဲအဲ fish ပဲ ES မပအောင် SH နဲ့ဆုံးမိမယ်နော်အမျိုးအစားမတွေ့ရင်တော့ဒီ share ကို fish fish ဆိုပြီးတော့သုံးလို့ရပါတယ်နောက်ခုက dear 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 เนาะအဲဒီတမင်တကောင်ဆိုလို့ရှင်လဲ dear ပဲတမင်အများကြီးဆိုလဲ dear ပဲစသည်စသည်ဖြစ်သုံးလို့ရတယ်ဒါဆိုရင်ဒီဟာလေး regular အဲဒီ singular ကနေ plural noun ကိုဒီချေတော့ပြောင်းတဲ့အခါမှာ s ထည့်ရမယ် ပြီးရင် ES ထည့်ရမယ် IES ထည့်ရမယ် VES ထည့်ရမယ်ဒါက regular plurals တွေပုံမှန်မဟုတ်တဲ့ irregular plurals တွေကြတော့ zero စကလုံးလုံးလုံးချိန်သွားတာမျိုးခေါ်တယ်ပြီးတော့တချို့စကလုံးတွေကြတော့ SD ESD IES တွေ VES တွေတခုမှထည့်စရာမလိုဘဲနဲ့ချိန်ရတာမျိုးလည်းရှိတယ်ဒါဆိုရင်ကျွန်တော် exercise လေးလုပ်ကြည့်ရအောင်နော် please look at the picture and write one is done for you ပထမဆုံးတစ်ခုကိုဒီချေဥပမာလုပ်ပေးထားတယ်เนาะအနိုင်လေးတစ်လုံးဆိုရင်ဒီချေတို့ one watch ပေါ့ဒါဆိုရင်ဥပမာ how many watches နိုင်ဘယ်နှလုံးလဲ two watches right so you have to write two watches အဲ့လိုပဲ number 2မှာ box တစ်ခုတည်းဆိုလို့ရှိရင် one box ဒါဆိုရင် how many boxes so please write okay now next number 3 one dog how many dogs are there please write uh, one love the four love so ဆိုတာကကြတော့ရှင်တို့ပေါင်းမှုလုံးတစ်လုံးကိုပြောတာเนาะ so how many loves uh next number 5 is one fish right and how many fish so please write the answer now number 6 one tomato and you can pronounce tomato how many tomatoes are there? Please write. And one bird, number seven, one bird. So, how many birds are there? Please write the answer. Number eight, one mouse. How many mice are there? Please write. Okay, that's it. Detero, answer Kili Bin Okay, a few mandala. How That's the end. Detail, you need ဒီမှာရက်လိုက်ပါမယ် we stop here and see in the next video bye bye